ထိုင်းစိုးရဟာလက်တလုံးမှာပြည်တွင်းခီးသွွားလုပ်ငန်းကိုအရှိန်မြှင့်တင်မှုအတွက်အစီအမံသစ်တွေကြီးညာလိုက်ပါတယ်။ထိုင်းနိုင်ငံအတွင်းကမ္ဘာလည်ခီးသွွားဝင်ရောက်မှုကျဆင်းနေတဲ့ကာလမှာအခုလိုပြည်တွင်းခီးသွွားလုပ်ငန်းအတွက်အစီအမံတွေဖော်ဆောင်လာတာပါ။ထိုင်းနိုင်ငံသားတွေကိုယ်နိုင်ငံကိုပိုပြီးစူးစမ်းလေ့လာဖို့နဲ့လက်ပတ်ဖို့အားပေးမဲ့မလုံးတွေကိုအစိုးရကအတည်ပြုထားတယ်လို့အာဏာပိုင်တွေကအင်္ဂါနေ့ကပြောပါတယ်။အစိုးရစီမံရေးထဲမှာလာမယ့်ဒီဇင်ဘာလလေထိပြည်တွင်းခီးသွားလေပတ်စည်းအတွက်ဘန်းငွေ2000တာမမဟုတ် ဒေါ်လာ630အထိတူးချင်းဝင်ငွေကုန်ကင်းလွတ်ခွင့်တွေပါဝင်ပါတယ်။တင်းငယ်တဲ့ခရိုင်တွေဒါမှမဟုတ်ခီးသွွားဧည့်သည်အလဲပတ်နေတဲ့ခရိုင်တွေကအထင်ကြီးအောင်နမည်ကြီးခီးသွွားနေရာတွေထက် ပိုပြီးအခွန်သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ခီးသွွားရာသီစတင်တော့မှာဖြစ်ပေမဲ့တရုတ်နိုင်ငံကခီးသွွားတွေလာရောက်မှုကြာဆင်းလာတာကြောင့်ထိုင်းကဘာလဲခီးသွွားလုပ်ငန်းကလည်းတိတိသားသားထိခိုက်လာတာပါ။ အခုလိုကမ္ဘာလက်ခီးတဲ့ဝင်ရောက်မှုကြာဆင်းလာတဲ့အကြောင်းရင်းတွေထဲမှာတရုတ်နိုင်ငံသားတွေပါဝင်ပတ်သက်နေတဲ့မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်ကိန်းတွေစီကိုထိုင်းနိုင်ငံကနေလူကုန်ကူတယ်ဆိုတဲ့သတင်းတွေကြောင်းနိုင်ငံတကာအမြင်ဆိုးနေချိန်ခီးသွွားဘေးကင်းလုံခြုံမှုစိုးရိမ်မှုတွေကြောင်းလည်းပါဝင်ပါတယ်။ထိုင်းကမ္ဘာလက်ခီးသွွားလုပ်ငန်းပြန်အရှင်ရလာရေးမှာပြည်တွင်းခီးသွွားလုပ်ငန်းကလည်းအထူးကကျနေပြီးတချိန်တည်းမှာပဲနိုင်ငံသားတွေရဲ့ထွေထွေသုံးဖြုတ်မှုကလည်းပြန်တက်လာနိုင်တယ်လို့အာဏာပိုင်တွေကပြောဆိုပါတယ်ခင်ဗျာ။ အသက်ငယ်ပေမဲ့အတွေ့အကြုံရှိတဲ့စွန်စားလိုသူလူငယ်တောင်တက်သမားတွေဟာနေပေါ်နိုင်ငံကမီတာ၈000ကျော်မြန်မာပြည်တောင်တက်သမားတွေနဲ့ပြည့်ကျက်အမိုက်တွေရှုပ်နေတဲ့တောင်ထိပ်တွေကနေဘူမိုဝီလန်ပြီးလူသူရောက်ပေါက်နေသေးတဲ့တောင်တွေကို ပိုးပြီးတက်ရောက်နေကြပါတယ်။သူတို့ဟာတောင်ထိပ်တွေကိုအယ်ပိုင်းစတိုင်နဲ့တက်နေကြတယ်လို့ဆိုပါတယ်။အထိပ္ပယ်ကတော့အောက်ဆီဂျင်ဘူးမပါအသက်ငယ်ကျိုးတွေကိုမသုံးဘဲကုပစ္စည်းကိုကိုယ်တိုင်သဲပြီးတက်ရောက်ကြတာဖြစ်ပါတယ်။ စွန်စားရတဲ့ရတာကပိုပြီးကြီးမားပါလေလွတ်လပ်မှုကိုပိုလိုခြင်းနဲ့နေရာတစ်တွေကိုပိုသွားခြင်းနဲ့တောင်တက်သမားတွေအတွက်ဖြစ်နိုင်ခြေတွေအများကြီးရှိနေပါသေးတယ်မီတာ8000မြင့်တဲ့တောင်တိတ်တွေကိုလာတက်သူတွေကတောင်ထိတ်14လုံးစံချိန်တင်ဖို့ကိုဒါမှမဟုတ်အီရန်နဲ့တခြားမြင့်တဲ့တောင်တွေကိုတက်ချင်လို့လာကြတာပါပြီးတော့နေရာတစ်တွေရှာဖွေခြင်းပြီးလူသူရှောက်တာကိုရှောင်ခြင်းနဲ့တောင်တက်သွားသနာအုံးတွေလည်းရှိပါတယ်သူတို့ကပထမဆုံးချိန်တက်ရောက်ဖို့ဒါမှမဟုတ်လမ်းကြောင်းတစ်တွေရှာဖွေဖို့အတွက်လူမသိသေးတဲ့တောင်တိတ်တွေကိုလာကြတာပါ နီပေါ်နိုင်ငံမှာတပ်ခွင့်ပြုထားတဲ့တောင်ထိပ်ပေါင်း462လုံးရှိပါတယ်။ဒါပေမဲ့တောင်အလုံးတရာကတော့အရန်ခုံလာနဲ့အနီးနားမှာတွာလာရေးနဲ့တဲခုဖို့နေရာတွေမရှိတာကြောင့်အခုထိဘသူမှတက်ရောက်နိုင်ခြင်းမရှိသေးပါဘူး။ဖွံ့ဖြိုးမှုနည်းတဲ့နိုင်ငံအနောက်ပိုင်းဒေသတွေမှာခီးသွွားလုပ်ငန်းကိုမြင့်တင်မှုအတွက်အစိုးရကတောင်69လုံးကိုတောင်တက်ကြီးနှစ်နှစ်ကြာကင်းလွတ်ခွင့်ပေးထားပါတယ်။ဒီလိုလုပ်ရတာဟာလူသိမများသေးတဲ့ဒေသတွေစီဝင်ငွေတွေရောက်ရှိလာစေဖို့ရည်ရွယ်တာဖြစ်ပါတယ်။ ်မီတာ1849မီတာကျော်မြင့်တဲ့အေရတ်တောင်ကတော့ကျန်းတန်းတဲ့ရာသီဥတုနဲ့ခက်ခဲတဲ့မြေမျက်နှာသွင်းတွေကြောင့်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ရှိနေတော့မှာပဲအေရတ်တောင်ဟာအခုနောက်ပိုင်းတောင်တက်သမားတွေများလွန်နေတာတဘာဝပတ်ဝန်းကျင်ထိခိုက်မှုစိုးရိမ်မှုတွေနဲ့တောင်တက်သမားတွေထိခိုက်သေးဆုံးမှုပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်ခင်ဗျာ ူဂန္ဓာနိုင်ငံမှာအင်္ဂါနေ့ညကယင်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးအနည်းဆုံးလူ46ရောက်သေဆုံးခဲ့ပါတယ်။ဒီမတော်တဆမှုဟာမြို့တော်ကမ်ပလာနဲ့မြောက်ပိုင်းမြို့ဂူလူးကြားကအစီကားဆုံးဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာသကောင်းကျော်ချိန်မှာဖြစ်ပွားခဲ့တာပါ။ရဲတပ်ဖွဲ့ကပြောကြတာကတော့လမ်းကြောင်းမြန်မောင်းနေလာတဲ့ဗတ်စကားနှစ်စီးဟာသူတို့ရှိကရင်တွေကိုတစ်ချိန်တည်းမှာကြော်တက်ဖို့ကြိုးစားခဲ့ကြတယ်လို့ဆိုပါတယ်။ဗတ်စကားမောင်းသူတယောက်ကမျက်နှာချင်းဆိုင်တိုက်မိတာကိုရှောင်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ ကားကိုဆွဲချိုးလိုက်တဲ့အချိန်မှာတခြားယာဉ်တစ်စီးကိုဘေးဒဏ်ပုတ်တိုက်မိသွားပါတယ်။ကိုနေကားတစ်စီးနဲ့ SUV ကားတစ်စီးပါတိမ့်မှုတ်သွားခဲ့တာကြောင့်တေဆုံးသူရေအတွက်တလောက်များသွားတာပါ။ဇေယုံကိုပို့တဲ့လူတွေကတော်တော်များများဟာလည်းသတိလင့်နေပြီးပြင်းထန်ဒဏ်ရာတွေလည်းရနိုင်ခြေရှိပါတယ်။ရဲတပ်ဖွဲ့ကပြောတာကတော့ဖြစ်စဉ်ကိုစစ်ဆေးနေပါတယ်။ပြီးတော့ဒဏ်ရာရသူတွေရဲ့ခြေအနေနဲ့ပတ်သက်ပြီးဇေယုံတွေစီကသတင်းကိုလည်းစောင့်ဆိုင်းနေပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ကအရေးပေါ်သတိပေးချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ အထူးသဖြင့်ဝေးပြေးလမ်းမတွေပေါ်မှာပေါ့ဆစွာကြော်တက်တာတွေကိုယူဆိုင်ဖို့လိုအပ်တယ်လို့ပြောပါတယ်။ယူကန်နာမှာရမတော်ဆမှုတွေဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေကတခုဟာအဲ့ဒါပဲလို့သူတို့ကဆိုပါတယ်ခင်ဗျာ။ ဖဂန်နစ္စတန်နိုင်ငံမှာအိန္ဒိယနိုင်ငံတန်ရုံးကိုပြန်လည်ဖွင့်လှစ်မယ်လို့အင်္ဂါနေ့မှာကြေညာလိုက်ပါတယ်။2021ခုနှစ်မှာအာဖဂန်နစ္စတန်နိုင်ငံမှာတာလီဘန်တွေအာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်းအိန္ဒိယနဲ့တန်တမန်ဆက်ဆံရေးရပ်တန့်ခဲ့တာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကနိုင်ငံဆက်ဆံရေးကိုပုံမနှဆိုင်အောင်လုပ်ဖို့အိန္ဒိယနိုင်ငံရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုမီးမောင်းထုတ်ပြနေတယ်လို့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးဌာနကအင်္ဂါနေ့မှာထုတ်ပြန်ပါတယ်။အိန္ဒိယတန်ရုံးကအာဖဂန်နစ္စတန်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေါ်မှာအိန္ဒိယနိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမအားကောင်းစေလိမ့်မယ်လို့လည်းနိုင်ငံတိုင်းဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒီတရုံကိုပြန်ဖွင့်ရေးကိစ္စဟာအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးစူပရာမန်ယန်ဂျိုင်ရှန်ကာကဒီလအစောပိုင်းမှာတာလီဘန်ဆိုးရနိုင်ငံရဲ့ဝန်ကြီးနဲ့နယူးဒေလီမြို့တော်မှာတွေ့ဆုံခဲ့ပြီးနောက်မှာဖြစ်ပေါ်လာတာပါ။နိုင်ငံရေးဝန်ကြီးနှစ်ဦးတွေ့ဆုံချိန်မှာဂျိုင်ရှန်ကာကကဘူးကအိန္ဒိယတန်ရုံကိုတန်တမန်အဆင့်တွန်းမြှင့်ဖို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တန်တမန်ထီးချံဖြစ်နေတဲ့တာလီဘန်အစိုးရနဲ့ဆက်ဆံရေးတိုးမြင့်တဲ့အိန္ဒိယရဲ့မဟာဗျူဟာဟာအိန္ဒိချင်းပါကစ္စတန်နဲ့ဆက်ဆံရေးဆိုးရွားလာနေချိန်အာဖဂန်နစ္စတန်နိုင်ငံမှာတရုတ်ရဲ့စီးပွားရေးဝင်ရောက်မှုတွေပေါ်ယူဒီလီဆိုးရွားရဲ့စိုးရိမ်ပူပန်မှုတွေကြားမှာပါဖြစ်ပေါ်လာတာဖြစ်ပါလေခင်ဗျာ